ဆေးအုပ်စုတဲ့အသုံးအတည်စုံလက်နက်ကသွေးခွဲရေးဆိုတဲ့လက်နက်ပါဒါကကျွန်တော်တို့နိုင်ငံအနေထားနဲ့လည်းဆိုင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ထူးခြားချက်ကလူမျိုးပေါင်းစုံမိတင်းနေထိုင်တဲ့နိုင်ငံဖြစ်နေပါတယ်ဘာသာစကားပေါင်းစုံပြောဆိုတဲ့နိုင်ငံလည်းဖြစ်နေပါတယ်ရာသီဥတုနဲ့ရေမြေအနေထားအမျိုးမျိုးရှိတယ်လို့ရေးချင်းမှုလည်းဆုံးလင်ပါတယ်အဲ့ဒါလိုနိုင်ငံမျိုးဟာနိုင်ငံရေးစနစ်ကောင်းပြီးတော့စီလုံးညီညွတ်ရင်တခြားနေရာတွေထက်ပိုပြီးတော့တိုးတက်ပါတယ်မတူညီမှုမျိုးစုံ၊ကွဲပြားမှုမျိုးစုံကတိုးတက်ဖြစ်ထွန်းမှုကိုကြီးထွားစေပါတယ်အမေရိကန်ဗြိတိန် ဂျာမနီပြင်သစ်အစရှိတဲ့နိုင်ငံကြီးတွေတော်တော်များများဟာလူမျိုးပေါင်းစုံလာရောက်နေထိုင်မှာကိုရည်ရွယ်ချက်ရှိရှိအပေးပြို့ထောင်ထားကြပါတယ်။အခုနောက်ပိုင်းမှာလူမျိုးရေးအစွန်းရောက်တဲ့အလက်ရသမားတွေကလူမျိုးကြားရှေ့ပြောင်းဝင်ရောက်မှုကိုဆန့်ကျင်လာကြပေမဲ့တကယ်တော့အဲ့ဒီနိုင်ငံတွေမှာလူမျိုးကြားတွေရဲ့ကျေးဇူးနဲ့ဖွံ့ဖြိုးတိုးတက်မှုရလာတာတွေကအများကြီးရှိပါတယ်။လူမျိုးပေါင်းစုံဘာသာပေါင်းစုံမတူညီမှုပေါင်းစုံစုံစုံလင်လင်ရှိနေတာဟာကောင်းကျိုးအများပြားကိုဖြစ်ထွန်းစေနိုင်ပေမဲ့ အာရမဝါဒီတွေမင်းမှုနေတဲ့အချိန်မျိုးမှာတော့သွေးခွဲရေးလက်နက်ကိုအသုံးပြုဖို့အကောင်းဆုံးအနေထားတည်းဖြစ်နေပြန်ပါတယ်။ချင်းမီနဲ့တကူတည်းမှာရင်ဘာသာစကားအမျိုးကွဲပေါင်း60ကျော်လောက်ရှိတယ်လို့ချင်းမျိုးသားတုတေတီကဆိုကြပါတယ်။ချင်းလူမျိုးအချင်းချင်းပဲမဲ့တယောက်စကားတယောက်နားမလဲကြတာတွေအများကြီးရှိပါတယ်။ချင်းတောင်နဲ့ချင်းမြောက်ကြမှာလည်းနှစ်ပေါင်းများစွာကြာရှည်တဲ့သွေးကွဲမှုမျိုးရှိပါတယ်။ရှမ်းပြည်ဆိုလို့ရှိရင်လည်းတုတေတာတကူတည်းမှာကိုလူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ရှမ်းပြည်နယ်တကူတည်းမှာကို ဖက်ဒရယ်စနစ်ကျင့်သုံးရမယ့်သဘောမျိုးဖြစ်နေပါတယ်။ဗမာစစ်အုပ်စုကဗမာလူမျိုးကြီးဘွာတာကျင့်သုံးနေတယ်လို့ရှမ်းကလည်းရှမ်းပြည်မှာရှမ်းလူမျိုးကြီးဘွာတာကျင့်သုံးမှာကိုစိုးရင်ပူပန်ကြသူတွေလည်းရှိပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာဆိုလို့ရှိရင်ရှမ်းပြည်မှာအင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ကဝပြည်သွေးစီညီညွတ်ရေးတပ်မတော်ဖြစ်နေပါတယ်။ဝနောက်မှာတရုတ်ရဲ့အာပေကူညီမှုကလည်းရှိနေပါတယ်။တရုတ်ပြည်နဲ့ကုန်သွယ်စီးပွားဖြစ်ထွန်းပြီးတော့ချမ်းသာကြွယ်ဝမှုလည်းရနေပါတယ်။ဒါအပြင်မှာဝဟာ တို့အင်အားတောင့်တင်းခိုင်မာရေးအတွက်စေအုစုနဲ့လည်းမွေးမသေးဒုမကျိုးအနေအထားမျိုးကိုတိဆောက်ထားပါတယ်စေအုစုကလည်းဝါကိုအုံချပြီးတော့ရှမ်းပြည်နိုင်ငံရေးကိုကစားခဲ့ပူပါတယ်ဝါတောင်ပိုင်းပေါ်ပေါက်လာတာဟာစေအုစုအားပေးအားမြောက်ပြုတ်ပြီးပေါ်လာတာပါမွန်ဆိုလို့ရှိရင်လည်းလက်နက်ကင်တော်နိုင်ရေးကိုအကြောင်းပြုပြီးတော့မွန်ပြည်သစ်နှစ်ဖွဲ့ကွဲသွားပါတယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ကချင်လူမျိုးအပြင်ဗမာရှမ်းနေရှမ်းတရုတ်လူမျိုးတွေအများပြားနေထိုင်ကြပါတယ်ကချင်နဲ့ရှမ်းနေပြည်ထနာဟာတမိုင်းနဲ့ချီပြီးတော့ ပေါ်ပေါက်နေတဲ့ပြဿနာပါကင်းဒီကိုဖဆပလာနဲ့မဆလာကကြရပြီလို့နာမည်ပေးပြီးတော့စနစ်ကြသွေးခွဲထားခဲ့ပါတယ်လူမျိုးရေးပြဿနာတိတ်ပြီးကြီးကြီးမားမားရှေ့တန်းရောက်နေတာမျိုးမတွေ့ရပါမိမယ်ကင်းဒီဒေါ်လာရဲ့အဖွဲ့တွေကြားမှာတော့တစည်းတလုံးနဲ့ဖြစ်ဖို့ခက်ခဲတဲ့အနေအထားရှိနေပါသေးတယ်ဒါပေမဲ့တပ်ပေါင်းစုအခြေခံစိတ်ဓာတ်မျိုးရှိနေတာတော့တွေ့ရပါတယ်မတူညီတာတွေတလုံးတစည်းတဲ့မရှိနိုင်သေးတာတွေကိုမြင်ရပါမိမယ်တူတာတချို့ကိုပေါင်းလို့ကြတာမျိုးလည်းရှိပါတယ်ဥပမာ မော်ချီတပ်ထုမိုင်းကရနေတဲ့အခွန်ကိုတော်လိုင်းရေးအဖွဲ့တွေအချင်းချင်းခွဲယူကြတဲ့ဥပမာမျိုးရှိပါတယ်။ဒါမျိုးတွေကိုအခြေခံပြီးတော့မဟာမိတ်စိတ်ဓာတ်ကိုတိုးမြင့်သွားနိုင်ရင်အလားအလာကောင်းနေဆက်လက်ဖြစ်ထွန်းလာနိုင်ပါတယ်။ရခိုင်မှာအခုခါအေအေတဖွဲ့တွေကကောင်းကောင်းချုပ်ကင်ထားနိုင်တယ်ဆိုပေမဲ့အေအေနဲ့အမြင်မတူတဲ့ရခိုင်နိုင်ငံရေးအဖွဲ့တွေလည်းအမျိုးမျိုးရှိနေတာကိုတွေ့နိုင်ပါတယ်။ဥမာဒေါ်စောမြရာဇာလင်းတို့အဖွဲ့ ဒေါက်တာအေးမောင်တို့အဖွဲ့တွေဆိုလို့ရှိရင်စစ်အုပ်စုနဲ့ပူးတုံခွာတုံဖြစ်နေတာကိုမြင်နိုင်ပါတယ်ဒီလိုအခြေအနေမျိုးတွေကြောင့်မြန်မာနိုင်ငံမှာစီးလုံးညီညွတ်မှုဆိုတာလွယ်လွယ်ကူကူနဲ့မရနိုင်တဲ့အရာဖြစ်နေပါတယ်သွေးခွဲဖို့အရာမှာတော့တိတ်လွယ်ကူနေပါတယ်အဲ့ဒါကိုပဲစစ်အုပ်စုကလက်နက်တစ်ခုအဖြစ်အသုံးချလာတာနှစ်ပေါင်းဆယ်ကနန်းများစွာ ရှိနေပါပြီရာစုနှစ်နာတောင်မှကတ်နေပါပြီဒါကို သိကြပါ့မယ်တိတိနဲ့ အဲ့ဒီကထောင်ချောက်ကနေပြီးတော့လွတ်မြောက်အောင်မယုံနိုင်ကြသေးဘူးဖြစ်နေပါတယ်စေအုပ်စုမတိုင်ခင်အင်္ဂလိပ် Empire အစိုးရလက်ထက်ကလေးကကျင့်သုံးလာတဲ့အဲ့ဒီလက်နက်ဟာအခုထိအကောင်းဆုံးလက်နက် ဖြစ်နေပါသေးတယ်လက်နက်ကိုင်တော်လှန်ရေးမှာကောင်းကင်စိုးမိုးမှုဟာအရေးပါပါတယ်တစ်တုံညာနှစ်ခွင်စစ်စင်ရေးမှာကိုကန် TNL တို့ဟာ drone မြောင်များကိုအသုံးပြုပြီးတော့စစ်စင်ရေးဆင်နွှဲလိုက်တဲ့အခါစေအုပ်စုရဲ့ဂျမ်မာတွေအားလုံးပြတ်သွားပြီးတော့ကောင်းကင်စိုးမိုးမှုဆုံးရှုံးသွားခဲ့ပါတယ် စေုပ်စုရှမ်းမြောက်မှာအလဲလဲအပြူပြူဖြစ်ရခြင်းရဲ့အကြောင်းရင်းတစ်ရထဲမှာအဲ့ဒီအချက်ဟာအချက်ကြီးတစ်ချက်အနေနဲ့ပါဝင်ပါတယ်။ဒါပေမဲ့ပို့ပြီးတော့အဓိကကျတဲ့အချက်ကကိုကန့် TNLA AA အဖွဲ့တို့ရဲ့စီရေးမဟာမိတ်ပြုမှုစီရေးစီမံချက်ကောင်းမွန်မှုပါ။မန္တလေး PDF မိုးကုတ်ပြူဟာ PLA BPLA နဲ့တခြားတော်လိုင်းရဲ့အဖွဲ့တွေရဲ့စီရေးမဟာမိတ်ပြုမှုကလည်းအလွန်အရေးပါပါတယ်။တက်တော်များနှစ်ခုဆက်စင်ရေးဟာတပ်ပေါင်းစုတီထောင်တိုက်ခိုက်မှုအဆင့်ထိတောင်မှမရောက်သေးပါဘူး။ စေရမာမိတ်ပြုတ်ပြီးတော့စုပေါင်းတိုက်ခိုက်တဲ့အသွင်မျိုးသာ ရှိပါသေးတယ်ဒါပေမဲ့အဲ့ဒါလောက်နဲ့တောင်မှအောင်မြင်မှုကတိတ်ကြီးကြီးမားမားရခဲ့ပါတယ်အခုကစေအုပ်စုဘက်ကနေပြီးတော့အပြန်လန်ထိုးစစ်ဆင်နေပြီးတော့ရှမ်းမြောက်မှာတော်လန်ရေးအဖွဲ့တွေကစုပ်ပေးနေရတဲ့အခြေအနေဖြစ်နေပါတယ်ဒါပေမဲ့ရခိုင်စစ်မြေပြင်မှာစေအုပ်စုဟာနှာခေါင်းသွေးရှံနေတဲ့အနေအထားပဲရှိနေပါသေးတယ်စကိုင်းမကွေးမှာဗားတပြန်ကြားတပြန်အခြေအနေမျိုးပဲရှိပါသေးတယ်တော်လန်ရေးဘက်ကအောင်မွေးတွေ ကြီးကြီးမားမားရဖို့ဆိုလို့ရှိရင်ငွေလက်နက်အင်အားဟာအရေးပါပါတယ်။ကောင်းကင်စွန့်မှုမှုရဖို့အတွက်ဤပညာမြင့်တင်ရေးကိုအလေးအနက်စဉ်းစားရပါလိမ့်မယ်။ဒီຫນွေဦးတော်လန်ရေးမှာပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကြောင့်ဤပညာတိုးတက်မြင့်တင်တာတွေတော်တော်များများလုပ်နိုင်ခဲ့ပါတယ်။အခုစစ်ကောင်စီရဲ့ပါရာမော်တာတွေ၊ဂျိုင်ရိုကော်ပတာတွေကိုတုတ်ပြန်နိုင်မဲ့ဤပညာတွေနီးလန်းတွေကိုရှာဖွေကြံစည်မှုမျိုးဟာအရေးကြီးလိုအပ်ပါတယ်။ တခြားတစ်ဖက်မှာလည်းလေယာဉ်စီဖြတ်တောက်နိုင်ရင်ကိုအခုထက်ပိုပြီးတော့ထိရောက်မှုရှိအောင်ကြိုးစားဖို့လိုပါတယ်ဒီလိုလိုအပ်ချက်တွေကိုစီးလုံးညီညွတ်မှုရှိတဲ့အနေအထားမှာသာတိဆောက်ဖြစ်တည်နိုင်ပါလိမ့်မယ်နှွေးဦးတော်လည်းတချိန်တုန်းအောင်မြင်ခဲ့တာဟာပြည်သူလူထုတရလုံးကသူမတူတဲ့စီးလုံးညီညွတ်မှုမျိုးနဲ့စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့ကြလို့ပါကျွန်တော်တို့ think media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ် ဲ့ဒါလိုခိုကူပြန်တင်လောက်တာတွေဟာ မီဒီယာရဲ့ရည်တည်ရေးအတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုကူပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေးရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာ အခုတော်လိုင်းရေးဘက်ကဆော့ယုံမှုတချို့မြင်တွေ့လာရချိန်မှာတော့အဲ့ဒီစီလုံးညီညွတ်မှုဟာကျဆင်းလာပါတယ်ဒါကဖြစ်လေဖြစ်တာရှိတဲ့သဘောပါဆော့ယုံမှုဆုံးရှုံးမှုတချို့ရှိလာချိန်မှာတယောက်ကိုတယောက်လက်ညှိုးထိုးအပြစ်တင်တာမျိုးတွေရှိလာပြီးတော့တွေးကွဲတတ်ပါတယ်အဲ့လိုချိန်မျိုးမှာတစ်ဖက်ကလည်းစိတ်သက်စစ်စင်ရေးကိုအရှိန်မြင့်ပြီးတော့တိုက်စစ်ဆင်တတ်ပါတယ်အခုတော်လိုင်းရေးမှာလူအများရဲ့ထောက်ခံမှုနဲ့ကုညီမှုအများဆုံးရတဲ့အဖွဲ့အစည်းက NUG အမျိုးသားညီညွတ်ရေးဆွေးရပါ NUG မှာအားနည်းချက်တွေအများကြီးရှိတာကို ကျွန်တော်တို့တော်တော်များများသိကြပါတယ် NUG ကိုယ်တိုင်လည်းသိပါတယ်တရားတော်ပေါက်ဖြစ်နေတာမျိုးကိုဆိုလို့ရှိရင်သူတို့ကအတိဆုံးပါပကဖနဲ့ PDF ပြဿနာတွေလည်းရှိပါတယ်ဥယျာဉ်မှုကင်ထားတဲ့လက်နက်ကင်တော်လိုင်းရေးအဖွဲ့နဲ့ဥလင်ကိုလက်ကင်ထားတဲ့လက်နက်ကင်တော်လိုင်းရေးအဖွဲ့တောင်မှနိုင်ငံရေးသဘောထားနိုင်ငံရေးရည်တည်ချက်မတူညီကြတာမျိုးကိုလည်းသိနေကြပါတယ်ဒီတော့ NUG ရဲ့အားနည်းချက်တွေကိုဝေဖန်ထောက်ပြတဲ့အလုပ်မျိုးတွေဟာမလုံမဖြစ်လောက်အောင်ပါ ဒါပေမဲ့ NUG ဖျက်သိမ်းပေးပါ NUG ဝင်ကြီးတွေနှုတ်ထွက်ပေးပါမင်းတို့မရှိရင်တော်လှန်ရေးအတွက်ပိုကောင်းမယ်ဆိုတော့ပြစ်ထန်တဲ့ပြောဆိုချက်မျိုးတွေကတော့ဝေဖန်ရစ်ထက်ပိုပါတယ်ဝေဖန်ရစ်ဆိုရင်တော့အလွန်ပြစ်ထန်တဲ့ဝေဖန်ရစ်လို့ဆိုရပါလိမ့်မယ်အဲ့ဒါလိုဝေဖန်ရစ်မျိုးဟာလက်တွေ့အကောင့်ထက်ပေါ်လာမှာမဟုတ်တလို့ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါတယ်အပြန်လန်တိုက်ခိုက်မှုတွေတိုးပွားဖြစ်ပေါ်စေပါတယ်အဲ့လိုအပြန်လန်ပြောဆိုကြရန်ဖြစ်ကြဆိုတဲ့အခြေအနေရောက်လာရင်အဲ့ဒါဟာစေအုပ်စုအကြိုက် ဖြစ်လာတတ်ပါတယ် ဲ့လိုဝေဖန်တဲ့စကားတွေဝေဖန်တဲ့အသုံးတုံးတွေကိုပဲစေုပ်စုကပြန်ဆွဲယူအသုံးပြုပြီးတော့ပုံစံတစ်မျိုးနဲ့တိုက်ခိုက်ထိုးနှက်တာမျိုးလုပ်တတ်ပါတယ်အဓိကကတော့လူလူရဲ့ထောက်ခံမှုပြက်ပြားအောင်လုပ်ရမှာအသုံးချတတ်ပါတယ်ဒါမျိုးဝေဖန်ရေးတွေကို NUG ရဲ့အပြင်ဘက်ကလူတွေကအကြည့်ပဲလုပ်နေတာမဟုတ်ပါဘူး NUG ဘက်ကလူတွေကလည်းလုပ်ပါတယ်သူတို့ကိုဝေဖန်လို့ရှိရင်အကျိုးသိအကြောင်းသိဝေဖန်တဲ့သူတွေကိုတောင်းမှစေုပ်စုလူလို့လက်ညှိုးထုတ်ပြီးတော့ အုပ်စုဖွဲ့တိုက်ခိုက်တာမျိုးကိုလှုပ်တက်ပါတယ်အဲ့လိုတိုက်ခိုက်ဖို့အတွက်အဖွဲ့ဖွဲ့ထားတာမျိုးတော့ရှိတယ်လို့တချို့ကဆိုကြပါတယ်များသောအားဖြင့်နံမဲဖွဲ့တွေနဲ့လှုပ်ကြပါတယ်ကျွန်တော်တို့တောင်မှအဲ့လိုအုပ်စုဖွဲ့တိုက်ခိုက်တာမျိုးလှုပ်ပါတယ်အမေရိကန်မှာရှိတဲ့လွှတ်တော်အမတ်လူကြီးပိုင်းတယောက်ကဆိုလို့ရှိရင်ကျွန်တော်ကိုရမှာအဲ့လိုပြောဆိုတာမျိုးကိုကျွန်တော်တိတိကျကျပြန်ကြားရတာနှစ်ခါရှိပါပြီ NLD ကနေပြီးတော့ပြစ်ချက်နဲ့ထုတ်ပယ်ထားတဲ့တယောက်ကလည်းမကြာခဏအဲ့လိုတိုက်ခိုက်မှုမျိုးလှုပ်ပါတယ်အဲ့လိုတိုက်ခိုက်တဲ့သူတွေဘက်က အစင်မြဲတုံ့တက်တဲ့စကလုံးကတော့ third party ဆိုရဲအတော့မှာအဲ့ဒီ third party ဆိုရဲအတွေးခေါ်ကတော်တော်ဆိုးတဲ့အတွေးခေါ်ပါအခုဖြစ်ပေါ်နေတဲ့လူလူတော်လိုင်းရေးဟာအနည်းငယ်အစိမ်းရပြဿနာလို့စေအုပ်စုနဲ့အမဘာသားတွေကအမြဲလိုလိုပုံဖော်တတ်ကြပါတယ်။ဘာကြောင့်အဲ့ဒါလိုပုံဖော်တတ်တယ်လဲဆိုတော့ပြည်သူလူလူကြီးတရားလုံးကစေအုပ်စုကိုတော်လှန်တိုက်ခိုက်နေတယ်ဆိုတာကိုဝန်မခံကြလို့ပါအခုတော်လိုင်းရေးဟာအနည်းငယ်အစိမ်းဖြစ်တဲ့ပြဿနာအနည်းလေးကမြောက်ပေးလို့မတိနားမလဲတဲ့လူငယ်တွေကလက်နက်ကင်တော်လှန်နေကြတယ်လို့ပုံဖော်တာဟာ စေအုပ်စုရဲ့ပုံဖော်နည်းတနည်းအားဖြင့်ပြောရလို့ရှိရင်စေအုပ်စုရဲ့ဝါရဖြန့်ချီရေးပါဒါပေမဲ့လူထုတော်လှန်ရေးကိုအနည်းနဲ့အစိမ့်ပြတ်တာလို့တွေးခေါ်တဲ့အထက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေဆင်းသက်လာတဲ့အနယ်တွေလဲပါဝင်နေကြတာကိုတွေ့ရပါတယ် third party ဆိုတဲ့တကလုံးဟာအဲ့ဒီအတွေးခေါ်ကနေဆင်းသက်လာတာပါလက်ရှိတော်လှန်ရေးမှာအနည်းနဲ့အစိမ့်ကသာအဓိကအုပ်စုကြီးနှစ်စုပါတီကြီးနှစ်ခုလို့သူတို့ကသတ်မှတ်ထားတဲ့အတွက်သူတို့ကိုဝေဖန်တဲ့သူတွေဆိုလို့ရှိရင် third party လို့ နာမည်တက်လိုက်တာပါဆိုလိုတာကသူတို့နဲ့မတူတဲ့သူအဖြစ်ခွဲထုတ်လိုက်တာပါတနည်းအားဖြင့်ပြောရလို့ရှိရင်တော်လိုင်းရင်အင်အားစုတွေထဲမှာသွေးခွဲလိုက်တာစီချလိုက်တာပါမင်းတို့နဲ့ငါတို့အတူတူမဟုတ်ဘူးလို့ညှဉ်းဆန်လိုက်တာပါ third party ဆိုတဲ့စကားကိုဒီကျုပ်အနွယ်ဝင်တွေကသာအမြဲပြောနေရှိပြီးတော့အဆွတ်ဆွတ်ခံရတဲ့သူတွေကတော့သူတို့ကိုသူတို့ third party လို့ဘယ်တော့မှမတုံ့နှုံးပါဘူးလက်မခံကြပါဘူးဒီတော်လိုင်းရင်ဟာစေအောင်စုနဲ့ပြည်သူလူထုကြီးရဲ့ဘက်နှစ်ဘက်တိုက်ပွဲကသာ အဓိကပြိပခဖြစ်ပါတယ်။ဒါကြောင့် third party လို့ပြောမယ်ဆိုလို့ရှိရင်အခုရွေးကောက်ပွဲဝင်တဲ့ပါတီတွေလိုဟာမျိုးကသာ third party တတိယအုပ်စုလို့ခေါ်ကောင်းခေါ်ရပါလိမ့်မယ်။ဒါပေမဲ့သူတို့ကိုလည်း third party မခေါ်တိုက်ပါဘူး။သူတို့ဟာစေုပ်စုဘက်ကနေဝင်ရက်လိုက်တဲ့လူတွေလို့ခေါ်မှပုံမှန်ပါလိမ့်မယ်။တေချာလာတစ်ခုကတော့အခုခါမှာအပြုသဘောမဆန်တဲ့တိုက်ခိုက်မှုတွေတော်လိုင်းရေးအင်အားစုတွေအတွက်မှာတော်တော်များများဖြစ်ပေါ်လာတာတွေ့နေရပါတယ်။ဗမာအင်အားစုတွေအတွက်မှာအဲ့လိုအချင်းချင်းတိုက်ခိုက်တာတွေတော်တော်များများရှိလာနေပါတယ်။ တိုင်းသားလက်နက်ကင်အင်အားစုတွေအတွင်းမှာလည်းအချင်းချင်းတိုက်ခိုက်ထိုးနှက်တာတွေတော်တော်များများရှိလာနေပါတယ်။ဒါတွေကိုလုံနေတဲ့သူတွေအားလုံးဟာနှစ်ဖူးပေါ်လက်တင်ပြီးတော့ပြန်စစ်စားတဲ့အချိန်မှာငါတို့လုံနေကြတာတွေငါတို့ပြောနေကြတာတွေဟာဘု து တွေပို့ပြီးတော့အကျိုးရှိစေတယ်လဲဆိုတာကိုပြန်စစ်စားရမယ်အချိန်မှာစေအုပ်စုတွေပို့အကျိုးရှိနေတယ်ဆိုရင်ပြုပြင်ကြရပါလိမ့်မယ်။ဝေဖန်ရေးကိုစွန့်လို့မရပါဘူး။မဖြစ်မနေလိုအပ်ပါတယ်ဒါကတော့သိကြပါတယ်ဒါပေမဲ့တော်လိုင်းသမားအချင်းချင်းကို ကြည့်မရတော့ဘူးဒီကောင်တွေမရှိရင်ပိုကောင်းမယ်လို့ထင်လာပြီပြောလာပြီဆိုလို့ရှိရင်တခုခုမှားနေပါပြီစေအောင်စုအကြိုက်ဖြစ်နေပါပြီရံဖြစ်တာတွေများလာပြီဆိုလို့ရှိရင်သတိထားရပါလိမ့်မယ်ပါဇက်နဲ့ရံဖြစ်တာတွေဟာအတွေးခေါ်တိုက်ပွဲဆင်နွှဲနေကြတာပါပဲပါဇက်နဲ့ရံဖြစ်တာများလာပြီဆိုရင်တလက်နဲ့ရံဖြစ်တဲ့တိုက်ပွဲတွေနောက်ဆက်တွဲပါလာတတ်ပါတယ်ဝေဖန်မှာအကြံပေးပါထို့မှုခွဲပါနဲ့ချမနစ်မှာနဲ့ NGCRPH ကို third party လို့အခေါ်ခံနေရတဲ့သူတွေအားလုံးဟာ ရှိတဲ့ရှိတိုက်တဲ့သူတွေပါမဟာမိတ်ပြုရမယ့်သူတွေပါတော်လိုင်းရဲ့အတွက်အင်အားတွေပါ ERO EAO တွေရဲ့သွေးစီညီညွတ်မှုကတော့ပိုပြီးတော့တောင်မှမရှိမဖြစ်လိုအပ်ပါသေးတယ်လက်ရှိစိန်ခေါ်ချက်ကကြီးမားပါတယ်အလွန်ကြီးမားပါတယ်ဒီတစ်ခါနောက်ပြန်ဆုတ်လို့ရှိရင်နှစ်ပေါင်း100နောက်ဆုတ်သွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့လိုဖြစ်ခဲ့ရင်ပေးရမယ့်အပြစ်မဲ့ပြည်သူတွေရဲ့အသက်ဟာလည်းမနှဲမနှောဖြစ်လိမ့်မယ်လို့အထူးသတိပေးတင်ပြချင်ပါတယ်ခင်ဗျာ